ကာစီကွန်ဘန်ကိုကင်ဆောင်ထားတဲ့သူတွေအတွက်အရေးကြီးတဲ့တည်င်းဖြစ်ပါလေကျွန်တော်ကလည်းဒီနေ့ဘန်ယုံကိုသွားခဲ့တာဖြစ်ပါလေခင်ဗျအဲ့ဒါကဘာလဲဆိုတော့အခုကျွန်တော်ဘန်ထဲမှာအခုလိုပေါ်နေတဲ့အရာဒီကျွန်တော်တို့အမြန်ဆုံးထိုင်ကြည့်နေရမှာမဟုတ်ပါဘူးဘန်ယုံကိုလူကိုယ်တိုင်သွားပြီးတော့တတ်စကင်ဖို့အတွက်လိုပါလေခင်ဗျအဲ့ဒါကပါလဲဆိုတော့ဒီ9လပိုင်း2ရက်နေ့ကနေပြီးတော့ပတ်စံလွှဲတဲ့ပမာဏတွေသူပြထားပေးတယ်။တနေ့ကိုကျွန်တော်ပြန်ပြီးတော့သေသေးချာပြန်မေးကြည့်တဲ့အခါမှာတနေ့ကသူကဘတ်9000ပဲပေးလွှဲတာဖြစ်ပါတယ်ခင်ဗျာ။ ATM ဘဏ်ဘုံမှာထုတ်မယ်ဆိုလဲသူကသူက9000ပဲသူကထုတ်လို့ရတာဖြစ်ပါတယ်ခင်ဗျာ။တခုရှိတာကတော့ကျွန်တော်တို့အနေနဲ့ ကိုကအများကြီးလွှဲချင်တယ်ဆိုရင်တော့ဘဏ်ရုံးမှာသွားပြီးတော့မှကိုတိုင်ကိုကြသွားပြီးကိုသက်စကင်ဖို့လိုတယ်ကိုရဲ့ passport တွေယူသွားဖို့လိုတယ်အခုလိုမျိုးလဲသူ update တက်လုပ်ခိုင်းတဲ့အခါမှာလဲကျွန်တော်ကကိုရဲ့ passport စာအုပ်ယူသွားဖို့အတွက်လိုပါတယ်ဘဏ်စာအုပ်တွေလိုပါတယ်ခင်ဗျအဲ့တော့ကျွန်တော်တို့သွားတဲ့အခါမှာတော့ပတ်စံတပြားမှာတော့ပေးစရာမလိုဘူးเนาะပတ်စံတော့မကုန်ပါဘူးတော့ကာစီကွန်ခြင်ထားတဲ့သူများအလုံးကိုရဲ့နီးစက်ရာဘန်ဒီမှာအခုလိုမျိုးဒီနှစ်ရက်ပြီးမရောက်ခင်မှာအမြန်ဆုံးသွားပြီးတော့ update လုပ်ထားပါလို့ပြောချင်ပါတယ် အဲ့ဒါကမဖြစ်မနေကျွန်တော်ဘဏ်အသစ်ဖွင့်လို့ပဲ तू ਆ ပြန်ပြီးတော့စကင်တယ်ကိုယ့်ရဲ့လက်မှတ်တွေတည်ချပြန်ပြီးတော့ तू ਆ ရေးခိုင်းတယ်ကိုယ့်ရဲ့ဖုန်းနံပါတ်တွေတည်ချပြန်ပြီးတော့ तू ਆ မေးတယ်ပေါ့နော်ဒါတပ်ပြန်လုံးဖို့ तू ਆ မဖြစ်မနေလိုပါတယ်အဲ့တော့ကျွန်တော်တို့အားလုံးနေတဲ့ဒီဘဏ်သုံးနေတဲ့သူတွေအကုန်လုံးကတော်တော်များများတချို့တော့ဒီဗီဇာတက်တန်းကုန်နေတဲ့သူတွေဆိုလဲသွားလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ ပတ်စပို့ရဲ့စာအုပ်ရဲ့ဒီခုနှစ်တက်တန်းရှိရဆိုတော့သွားလို့ရတာเนาะဗီဇာဆက်တက်တန်းကုန်တာကိစ္စမရှိဘူးဒါပေမဲ့ကျွန်တော်တို့ပတ်စပို့ရဲ့တက်တန်းရှိနေသေးတယ်ဆိုရင်တော့သွားလို့လို့ရပါတယ်ခင်ဗျအဲ့တော့ကျွန်တော်အားလုံးနေတဲ့ဒီကာစီကွန်ကင်ထားတဲ့သူတွေအားလုံးကသူကတနေ့ကိုအကယ်၍ကွာ9000ဘတ်အထက်ပတ်စံလွှဲစရာရှိတယ်ဆိုရင်တော့ဘန်ယုံကိုကိုတိုင်ကိုကြသွားပြီးတော့မှဘန်စာအုပ်နဲ့သွားလွှဲမယ်ဆိုရင်တော့ရတာဖြစ်ပါတယ်အဲ့တော့အခုချိန်ကာလမှာကျွန်တော်တို့ဒီဘန်နဲ့ပတ်သက်ပြီးတော့မှတော်တော်များများအနေနဲ့ကျွန်တော်တို့က ငွေအများကြီးလွှဲလို့မရတဲ့ပြဿနာတွေများစွာရှိလာကြတယ်။တော်ရုံတန်ရုံကြတော့ကျွန်တော်တို့ဒီတော်တော်များများအနေနဲ့ကြတော့ အော်တထီးနေနဲ့ကိုနဲ့ပတ်စံလောက်လောက်အားခါလောက်ပဲလွှဲတဲ့သူကတိတ်ပြတနာမဟုတ်ဘူးဆိုပေမဲ့ငွေဝင်ငွေထွက်များနေတဲ့သူတွေကြတော့နည်းနည်းလေးတော့ကျွန်တော်တို့ဒါအမြန်ဆုံးတက်စကင်ဖို့အတွက်လိုပါတယ်ခင်ဗျာအဲ့တော့ဘန်သားကြတော့ကျွန်တော်အဝင်အားတော့ကျွန်တော်တော်တော်များများနေနဲ့ဝင်တာကတော့တော်တော်များဝင်လို့ရနေတဲ့သူတွေများစွာရှိပေမဲ့ပြန်ထုတ်တဲ့အခါမှာသူကဒါငါးတောင်းကိုပဲသူကအတီးပြုတ်ထားတာဖြစ်ပါတယ်ခင်ဗျာအဲ့တော့တချို့တော့သူတွေကရှိတယ်ဝေးနေလို့လာလို့လို့အာတော့စကင်ဖို့အတွက်အဆင်မပြေကြိုင်းမဲ့ထားထားလို့ရလားဆိုရင်တော့ ရတော့ရတယ်ခင်ဗျာဒါပေမဲ့ကျွန်တော်အခုတို့တခုဖြစ်လာလို့ရှိနေကိုဗန်ယုံပြန်သွားရမှာပဲဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ ငွေလွှဲနေတဲ့သူပဲဖြစ်ဖြစ်ထိုင်းမှာငွေလွှဲစားနေတဲ့သူပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီဒါအမြန်ဆုံးသွားပြီးတော့မှအတိတ်ညှိပါလို့ပြောချင်ပါတယ်ကိုဘဲချန်ကတကယ်မှန်ကန်တဲ့သူတွေအားလုံးနေနဲ့တက်ညှိပါပြီးတော့ तू ကဘန်စာအုပ်ပါ तू ကအတိတ်လဲပေးရနော်ဘန်စာအုပ်အတိတ် तू လဲပေးပါလေပတ်စံတော့ပေးစရာမလိုပါဘူးခင်ဗျာအဲ့တော့အားလုံးနေနဲ့ကျွန်တော်တို့ဒီခုနလပိုင်းနှစ်ရက်နေ့ကိုမရောက်ခင်မှာအမြန်ဆုံးကျွန်တော်တို့သွားပြီးတော့ဘန်ယုံတွေမှာအတိတ်သွားပြီးတော့တင်ကြပါလို့ပြောချင်ပါတယ်ဒါကတော့ तू တတိပေးစာ application K+ ထဲမှာအားလုံးပေါ်နေပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တချို့တော့သူတွေကတော့ဒါကဘာလို့လို့ရ တာလဲဗန်ပိတ်ခံထိမှလားစသဖြင့်ဘာမှတော့စိုးရိမ်စရာတော့မလိုဘူးကို့မှာအထောက်အထားပြည်စုံနဲ့တွားပြီးတော့မှအဋ္ဌိတို့ကိုပြပေးလိုက်ရုံပဲဗန်ယုံရောက်လို့ရှိရင်ကိုဘာမှပြောစရာမလိုဘူးဖုန်းထဲမှာဒီပလက်မှာဖြွေပြလိုက်ရုံပဲဒါလေးလာပြီးအဋ္ဌိပြည်ရယ်ပြောလို့ရှိရင်တို့ကိုလုတ်ပေးပါလိမ့်မယ်ခင်ဗျာအားလုံးပဲကာစီကွန်ဘန်ကင်ဆောင်တဲ့အတူများအားလုံးအားလုံးကျွန်တော်အမြန်ဆုံးလက်စီကန်ပြီးတော့မှဗန်ယုံတွားဖို့အတွက်ပြောပြကြပါခင်ဗျာနောက်ထပ်လဲကျွန်တော်ဗန်နဲ့ပတ်သက်ပြီးတော့တည်င်းချက်လက်တွေအားလုံးကိုလိုက်ပြောပြပေးသွားအောင်မှာဖြစ်ပါတယ်ယေစုမြတ်ကြီးတက်ပါတယ်ခင်ဗျာ